အားလုံးမင်္ဂလာပါ Teacher Jay ပါကျွန်တော်တို့ English First and Easy Lesson 15ကိုကြည့်ရအောင်ထုံးစံအတိုင်းပဲဒီထဲမှာလည်းကျွန်တော်တို့အသုံး phrases တွေ usage တွေအားလုံးစုစုပေါင်း6ခုပါမယ် Okay ပထမဆုံးတစ်ခုကတော့ That's too bad That's too bad ကိုဘယ်မှာဘယ်ခါမှပြောတာလဲဆိုရင်ကျွန်တော်တို့အတရားရောက်ရဲ့သတင်းမကောင်းတာပေါ့နော်သတင်းဆိုကြားတဲ့အခါမှာကိုကကိုယ့်ရဲ့ sympathy ကိုပြတာကိုယ့်ရဲ့ဟိုပေါ့ဂယူးဆိုင်ပါတယ်ဆိုတဲ့ဟာကိုပြခြင်း That's too bad အဲ့လိုပြောရအောင်နော်တော်တော်ဆူဆူပဲဆိုတာမျိုးပေါ့နော် Okay ဲ့တော့ဒီလိုကစိတ်ညစ်နေသူခုနရှေ့ရခံမှာတော့သူရဲ့ delivery တွေကနောက်ကျတော့ကြတော့ so the delivery was late delivery နောက်ကျသွားပြီတဲ့ the customer was angry customer လည်းစိတ်ဆိုးတယ် and now i have to find a new driver driver အစ်စ်လည်းရှာရအောင်မယ်တဲ့အဲ့တော့သူကပြဿနာကြီးကြီးပဲအဲ့တော့ဒီတယောက်ကဘာပြောလဲဆို that's too bad တော်တော်ဆူဆူပဲမြန်မာလိုတော့မပြောကြပါဘူးเนาะဒါပေမဲ့အင်္ဂလိပ်မှာတော့သူတို့ပြောကြတယ်တရားအဲ့လိုမျိုးခက်ခဲတွေ့နေရဆိုရင်ကိုကကိုယ့်ရဲ့ sympathy ကိုပြရပါတော့။ That's too bad ဆိုတာမျိုး။ Okay, more examples တွေကြည့်မယ်။ I didn't get the job. ငါအလုပ်မရဘူးတဲ့။ That's too bad. But I'm sure you will get one soon. ဒါမဲ့ငါတရားပေါက်ပြောရတယ်တဲ့။မင်းတခုတော့ရမှာပါတဲ့။ Okay နော်။ Our computer system has been down for 5 days. Computer system ဟိုပြက်နေတာချို့ယွင်းနေတာ9ရက်ရှိသွားပြီတဲ့ That's too bad တော်တော်ဆိုးဆိုးပဲဒီမှာ down ဆိုတာ not working လို့ပြောတာ computer head system has been down ဆိုတာ ကွန်ပျူတာစနစ်အလုံးမလုပ်ဘူးလို့ပြောတာ Okay နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုက what's this charge for ဒါဘာအတွက်တုံးလဲဒီခါလေးမှာဘေးဘေးရှင်းတဲ့အခါမှာကျွန်တော်တို့ပတ်စံဘာကြောင့်မလို့ဒီကပတ်စံကောက်ထားလဲဆိုတာမသိရင်ဒီတိုင်းမေးလို့ရရယ်နော်ဒီပုံမှာဆိုရင်ကြည့်အောင် what's this charge for သူကဒီဥစ္စာကိုမသိဘူးကျန်တဲ့ဟာတွေတော့သိတယ်သူတို့ဒီမှာ6ကျက်5ကျက်ထားပါတော့6ဒေါ်လာ5ဒေါ်လာ 2.5ဒေါ်လာကိုသူဘာအတွက်မှန်လဲမသိဘူးမသိတော့じゃမေးရပါဘောနော် what's this charge for peanuts မြေပဲဆန်နဲ့ but we didn't order any peanuts ငါတို့မြေပဲဆန်မမအောင်လေတဲ့ဟုတ်ပြီနော်ကိုနားမလဲဘူးဆိုရင်ကိုက what's this charge for လို့မေးလို့ရတယ်ဘေးထဲမှာကိုနားမလဲတဲ့ဟာပိုင်းပေါ့နော် okay နောက်တော့ what's this charge for ဒါဘာအတွက်တုံးနဲ့ that's the shipping charge ဒါဘာလဲဆိုရင် shipping charge shipping အတွက်ပါတဲ့ excuse me တစိမ့်လောက်ပြတယ် what's this charge for on my receipt ဒီငါ receipt ပေါ်တာဘာအတွက်တုံးလဲ it's the tax အဲ့ဒါအခွန်ပါတဲ့ tax ကောက်ထားတာပေါ့နော် okay များသောအားဖြင့်ကျွန်တော်တို့နားမလည်တဲ့အဲ့ဒီအပိုင်းလေးကိုပေါ့နော်ဘာကြောင့်မလို့ပတ်စံထည့်တွက်ထားရလဲမသိတဲ့အပိုင်းလေးကိုဘာထည့်တွက်ထားရလဲဆိုတာမသိတဲ့ဟာလေးကိုလည်းညှို့ထောက်ပြီးမေးလို့ရတယ် what's this charge for okay နော်နောက်တစ်ခု to someone တော့မဟုတ် to something ပေါ့နော်အဲ့ဒါဂုံပြူတဲ့အခါမှာတုံးတယ်ဟုတ်ပြီနော် โอเคဒီမှာပုံဝင်ကြည့်အောင်ဗျာ really i can't believe it ဆိုတော့ဒီလိုအခုရင်ဖုန်းလာတော့ပေါ့သူပျော်သွားတဲ့ပုံပဲတကယ်လားတဲ့ငါမယုံနိုင်ဘူးတဲ့ဘာလဲ my wife is pregnant ငါမိန်းမကဘာဖြစ်နေတော့ငါမျိုးသမီးကကိုယ်ဝင်ရှိနေပြီတဲ့ congratulations ဘာလဲကိုယ်ယူပါတယ်တဲ့အဲ့တော့သူတို့နှစ်ယောက်ကတောက်ကြတော့မယ် to the new baby ဘာလဲမြန်မာလိုတော့မပြောကြဘူးကလေးအာကလေးအစ်စ်လေးစီတော့ပေါ့နော်ဒါပေမဲ့မပြောပါဘူး English မှာပြောရအောင်နော် to the new baby အဲ့လိုတယောက်ယောက်တစ်ခုခုကိုကိုယ်ရီဂုံပြုတ်ပြီးတော့มาပြောရဲဆိုရင်2နောက်ကတစ်ခါလေးနာမည်လေးထည့်လို့ရအောင်เนาะ Okay more examples at the wedding wedding မှာဆိုရင်ဘယ်လိုပြောလို့ရလဲဆိုရင် to the bride and groom အဲ့မှာခွတ်မြောက်ပြီးတော့มาပြောလို့ရတယ်ဂုံပြုတ်ပါတယ်ပေါ့เนาะဒီအဲဘာလဲအဲသူတို့သားနဲ့သူတို့သမီးကိုဂုံပြုတ်ပါတယ်ဆိုတာမျိုး to the bride and groom at at a gathering of friends အဲ့တော့တကယ်ချင်းနေဆိုရင်လေ to friendships အရိုရဲ့ဒီပါတော့ friendship at work ဆိုတာမျိုး at the business dinner အဲ့တော့ business dinner မှာဆိုရင်လည်း2 hour new partnership အဲ့တော့ဒီ business တွေလက်တွဲလုပ်ကင်ကြရတဲ့ partnership အတွက်ပေါ့နော်အဲ့လိုသုံးလို့ရတယ် okay နောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုရင် i had it through the grapevine i had it through the grapevine ဆိုတာကျွန်တော်တဆင်စကားတဆင်နားနဲ့ကြားတာကိုပြောတာဓာတ်ရိုက်ကြားတာမျိုးမဟုတ်ဘူး i had it through the grapevine တဆင်စကားတဆင်နားနဲ့ကြားတာမျိုးเนาะ Tom's wife is pregnant. ထွန်ရဲ့မိန်းမကပါလဲဘိုက်ကြီးနေပြီကိုဝင်ကြည့်နေပြီတဲ့အဲဒီတယောက်ကိုပြောလိုက်တယ်သူကနောက်တယောက်ပြန်ပြောတယ် Tom's wife is pregnant. ကိုဝင်ရှိနေပြီတဲ့အဲဒီတယောက်ကထပ်ပြီးတော့မှဒီလူကိုထပ်ပြောတယ်လီကိုထပ်ပြောတယ် Tom's wife is pregnant. Tom ရဲ့အမျိုးသမီးကကိုဝင်ရှိနေပြီတဲ့အဲ့တော့သူကပါလဲဆိုရင် for baby ဆိုပြီးတော့မှဒီလူကြီးကလက်ဆောင်သွားပေးတယ်လက်ဆောင်သွားပေးတော့ Tom က surprise ဖြစ်သွားတာပေါ့ How did you know? မင်းဘယ်လိုသိရလဲပေါ့သူလည်းမပြောဘဲနဲ့ပေါ့နော် I heard it through the grapevine. တဆင့်စကားတဆင့်နာနဲ့ကြားတာပဲဟုတ်ပြီနော် more examples alex lost his job alex သူ့အလုပ်ပြုတ်သွားပြီတဲ့ who told you that မင်းကဘယ်သူပြောရလဲတဲ့ i heard it through the grapevine အဲ့တော့ဗာလဲငါတဆင့်စကားတဆင့်နာနဲ့ကြားရပေါ့နော် are you sure the company is closing ကုမ္ပဏီကပိတ်တော့မယ်ဆိုတာသိကြလားတဲ့ no i'm not sure မသိကြဘူး i heard it through the grapevine ငါလည်းဒီလိုပဲတဆင့်ကြားတာပဲ okay now now တစ်ခု hear back from hear back from ဆိုတာရှေ့မှာတော့ရှေ့ရတခန်းမှာသင်ခဲ့ဦးတယ် hear from ဆိုရက်ဟာပေါ့နော်ဘာကြားသေးလဲဆိုတာမျိုးပေါ့နော် hear back from ဆိုတာပြန်ပြီးတော့မှကြားရတာမျိုးပြောတာအဲ့တော့ reply reply လာတာပေါ့နော်အဲ့တော့သူကဒီလူကခုနရှေ့ရတခန်းမှာတော့ Linda က base city ကိုပြောင်းသွားတယ်အဲ့တော့ဒီလူက Linda စီကပါဆက်သွယ်မှမရဘူး။ဘာသတင်းမှလည်းမကြောက်ဘူး။အီးမေးလ်လည်းမရဘူး။ဖုန်းလည်းမခေါ်ဘူးပေါ့နော်။ message လည်းမပို့ဘူး။စာလည်းမပို့ဘူးဆိုတော့အခုသူက mail ပို့လိုက်တယ်။ Sandy mail to Linda. Linda စီကိုစာပို့လိုက်တယ်။ အဲ့တော့သူက Linda စီကနေမှစာပြန်ရောက်လာပြီ You've got mail from Linda Linda စီကနေစာတောင်ရောက်ရောက်လာပြီပေါ့နော် I heard back from Linda အဲ့တော့ here ကိုသူက verb 2နဲ့ရေးထားတယ် I heard back ဒီမှာအဲ့လိုမျိုးပြန်ပြီးတော့မှ reply ရတယ်ဆိုရင်ကျွန်တော်တို့က back ထည့်ရတယ် I heard back from Linda Hey Linda စီကပါလေသတင်းကြားပြီကွာပေါ့ Okay more examples I emailed Ted yesterday Ted ကိုငါမနေ့က email ပို့လိုက်တယ် and I hope to hear back from him soon သူစီကနေမကြခင်ပြန်ကြဖို့ငါမျှော်လင့်တယ်ပေါ့နော် Did you get the job အလုပ်ရလားတဲ့ No I had an interview interview တော့ရတယ်တဲ့ but I never heard back from the company company စီကနေတော့ဘာမှပြန်မကြရဘူးတဲ့ I never heard back from the company company စီကနေတော့ဘာမှပြန်မကြရဘူး Okay ဆိုတော့နောက်တစ်ခု နောက်တစ်ခုက really like really enjoy really want တကယ်ကိုဆိုတဲ့အဓိပ္ပာယ်မျိုးဒီ like တို့ enjoy တို့ want တို့ကိုကျွန်တော်က very နဲ့သွားတွဲလို့မရဘူးအရင်ကြိုက်တယ်ဆိုရင် very like လို့သွားပြောလို့မရဘူး very ကပုံမှန်အားဖြင့်ဆိုအရင်ပေါ့နော်မ very like လို့ပြောလို့မရဘူး very enjoy လို့ပြောလို့မရဘူး very want လို့ပြောလို့မရဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့က really နဲ့ပြောကြတယ် really like really enjoy really want okay နော် ။ဘာပြောလဲဆိုတော့ဒီမှာ I really like this company ဒီ company ကိုကြိုက်တယ် and I really enjoy driving ။ငါကမောတာကိုလည်းကြိုက်တယ် I really want this job ဒီအလုပ်ကိုငါတကယ်လိုချင်ပါတယ်။ဟုတ်ပြီနော်။ဒီလိုကအခုကားဆရာအသစ်ရှာနေပြီမလို့ကားဆရာအသစ် interview တွေ့တာပေါ့နော်။ More example ကြည့်အောင်။ Jane I really enjoy your presentation today. Jane ငါမင်းရဲ့ presentation ဒီနေ့ presentation ကိုလည်းကြိုက်တယ်တဲ့ဟုတ်ပြီနော် I really like my English class I really want to improve my writing ငါရဲ့အင်္ဂလိပ်စာ English class ကိုငါတကယ်ကြိုက်တယ်တဲ့ I really want to improve my writing ငါရဲ့ဒီအင်္ဂလိပ်စာအရေးကိုတိုးတက်အောင်လုပ်ချင်တယ်ပေါ့နော် Okay I really want really enjoy really like ဒါတွေကိုကျွန်တော် very နဲ့သွားတွဲလို့မရဘူးဒါလေးမှတ်ထားမယ် Okay so puzzle time so grab a pencil ခဲတဲ့ချောင်း U အဲ့တော့စာကြရအောင် across ကိုကြည့်မယ် across က2ကိုစာကြည့်မယ်နှလုံးထဲတယ် at a wedding ဝရီမှာ someone might lift their glass and say တစုံတယောက်ကတဲ့သူတို့ရဲ့ဖန်ခွက်ကိုမြောက်ပြီးတော့မှပြောတယ်ပေါ့နော်။ဘာပြောမှလဲ to the bride and groom ဖန်ခွက်မြောက်ပြီးတော့မှအဲ့တော့ to ဟောပြီနော် to the bride and groom နောက်တစ်ခု three are i wrote her i don't know if she got my letter because i didn't hear ဘာလဲဆိုတော့ i wrote to her ငါသူ့စီကိုစာရေးခဲ့တယ်တဲ့ i don't know if she if she got my letter ူစာရမရငါမသိဘူးတဲ့ because i didn't hear ငါပြန်မကြားရဘူးတဲ့ဘာလဲဆို back from her ဘောနော် no? BACK 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 from her number 3 are back 5 do you like italian food italy စားစာကြီးကြိုက်သလားတဲ့ yes i very like la no i really like it i like it a lot ငါအရင်ကြိုက်တယ်ဘောနော် error 5က r e a l l y really okay now the Todd got a new job. Todd ကလည်းအလုပ်သစ်ရသွားပြီတဲ့ I heard it through the grapevine G R A P E V I N E grapevine everyone is talking about it လူတိုင်းအဲ့ကြောင့်ပဲပြောနေကြတယ်တဲ့ Okay နောက်တစ်ခု down down က1နဲ့4နဲ့ My mother is sick ငါမေဖျားနေတယ်တဲ့ she is in the hospital စေယုံတက်တာစေစေယုံပါတဲ့ That's ဘာဖြစ်မလဲ too bad ကိုယ့်ရဲ့ sympathy ကိုပြတယ်ကိုယ် view side ကြောင့်ပြတယ် That's T O O two B A D bet at one got T O O two B A D bet too bad. How we know? Not good. Waiter, uh, waiter, or uh, core. What's, what's this? The habaro C H A R G charge for charge for online bill. I wrote C H A R G E charge. What's this charge for online bill? That's four point uh, four fifty nine on your bill is the tax. အဲ့ဒီ4.59ပြားကဘာလဲဆိုရင် tax ကောက်ထားတာတဲ့ Okay ဒါကတော့ကျွန်တော် lesson 15ပြီးပါပြီအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့သုံးဝင်နေဆိုရင် like and subscribe လုပ်ခဲ့ပေးပါအောင်ကျေးဇူးများကြီးတင်ပါတယ် lesson 16မှာပြန်တွေ့မယ်